ုံးဒီအိတ်ဆက်ခြင်းရဲ့ကျမ်းမာရဲ့ကြွေးကျေးစုဆယ်ချက်ညာဘက်မှာကုလုံးဒီအိတ်ဆက်ခြင်းဟာခန္ဓာကိုယ်အေးမြစေတဲ့အတွက်ကြောင့်မို့လို့နှိမ့်နှိမ့်ချာချာအိပ်ပျော်စေနိုင်တယ်လို့ဒီအခြားကျမ်းမာရဲ့ကြွေးကျေးစုတွေလည်းရနိုင်ပါတယ်ဒီတော့အဲ့ဒီအကျိုးကျေးဇူးတွေထဲကမှာပေါ့နော်ဒီလေမှုဆိုင်ရာပြဿနာတက်နေတဲ့သူတွေအတွက်လေမှုဆိုင်ရာအကျိုးကျေးဇူးတွေလည်းပါပါတယ်ဒါကြောင့်မို့လို့ဘလို့ကျမ်းမာရဲ့ကြွေးကျေးစုတွေဖြစ်မလဲဆိုတာကိုကျမနဲ့အတူတူဒီဗီဒီယိုလေးထဲမှာလိုက်ကြည့်လိုက်ကြရအောင်နော်ညာဘက်ကုလုံးဒီအိတ်ဆက်ခြင်းဟာကျမ်းမာရဲ့ပိုကောင်းမှုဆိုလို့ရှိရင်တော့အရ င်ဆုံးစဉ်းစားတဲ့ကိစ္စမဟုတ်ပေမဲ့သူ့ရဲ့ကျမ်းမာရဲ့အကျိုးကျေးဇူးတွေကလည်းလစ်လူရှူထားလို့မရပါဘူးเนาะညပန်ကိုလုံးတီအိဆက်ချင်းဆိုတာကဒီခန္ဓာကိုယ်မှာပေါ့เนาะကိုယ့်ရဲ့အဝတ်အစားတွေအကုန်လုံးကိုအကုန်လုံးချုပ်ပြီးတော့အိတ်တာကိုပြောတာဖြစ်ပါတယ်အဲဒီလိုညဘက်ကိုလုံးတီအိဆက်ချင်းရဲ့အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်အဲ့ဒီထဲကမှဒီအကျိုးကျေးဇူး၁၀ချက်ကို DBO လေးထဲမှာဆွေးနွေးပေးသားပါမယ်เนาะ နမတစ်ချက်ကတော့ဒီပို့ပြီးတော့ပေါ့နော်လှလင်းမြန်မြန်အိပ်ပျော်စေခြင်းပဲဖြစ်ပါတယ်ပုံမှန်အချိန်နေဆိုလို့ရှိရင်လူတယောက်ကအိပ်ရာထဲဝင်လိုက်တာနဲ့တန်းပြီးတော့အိပ်မပျော်တတ်ပါဘူးအိပ်ပျော်ဖို့အတွက်ကိုအချိန်ယူကြရပါတယ်ခန္ဓာကိုယ်ကအပူချိန်ရပေါ့နော်အိပ်ပျော်စေတဲ့ပေါ့နော်ခလုတ်တစ်ခုလိုမျိုးတောင်ဝင်ထမ်းဆောင်ပေးရပါတယ်အိပ်ချိန်ရောက်ပြီဆိုတာနဲ့ဒီခန္ဓာကိုယ်ရဲ့အပူချိန်ဟာတဖြည်းဖြည်းနဲ့ကျဆင်းပြီးတော့ အိတ်တော့မယ်လို့တတိပေးလိုက်တော့တာပါပဲအဲ့ဒီအခါမှာအုံနောက်ကပေါ့နော်အိတ်ပျော်စေတဲ့မယ်လက်တိုနင်ဟော်မုန်းကိုထုတ်ပေးပြီးတော့အိတ်ပျော်ပါတော့တယ်အဝိဇ္ဇာနဲ့အိတ်တဲ့သူကအဲ့ဒီအဆင့်ကိုရောက်ဖို့အတွက်အချိန်ယူရပါတယ် ဒီကိုလုံးဒီအိတ်တဲ့သူတွေကြတော့ဒီခနာကိုရဲ့အပူချင်းอ่ะဗောနော်ချက်ချင်းကြသွားပြီးတော့ခလုတ်ကိုစော့စော့နှိပ်လိုက်တယ်လို့မျိုးဖြစ်သွားပြီးတော့ဗောနော်မြ мян ဆန်ဆန်အိတ်မောကြသွားပါတော့တယ်နမနှစ်ချက်ကတော့နှစ်နှစ်ချက်ချက်အိတ်ပျော်စီခြင်းပဲဖြစ်ပါတယ်ဒီကိုလုံးဒီအိတ်ဆက်ချင်းอ่ะဆိုလို့ရှိရင်ဒီလှင်လင်းမြ мян ဗောနော်အိတ်ဆက်ယုံသားမကပဲနှစ်နှစ်ချက်ချက်ပါအိတ်ပျော်စီနိုင်ပါတယ်လူတယောက်ကနှစ်နှစ်ချက်ချက်အိတ်ပျော်ဖို့ဆိုလို့ရှိရင်အခန်းရဲ့အပူချင်းอ่ะ15ဒီဂရီဆယ်စီယက်ကနေပြီးတော့19ဒီဂရီဆယ်စီယက်ကြားမှာရှိရမယ်လို့လေး ာသူတွေကပြောကြပါတယ်။2012မှာလုပ်ခဲ့တဲ့လေးလာမှုတစ်ခုဟာပိုလွန်ချင်းအေလွန်ချင်းဟာအုံနောက်နဲ့အာယုံကျော်စနစ်မှာပေါ့နော်။လန်းဆန်းစီတဲ့အာကြီးရဲ့အိတ်ဆက်ချင်းကိုနှောက်ရက်စေနိုင်တယ်လို့ဆိုပါတယ်။ ဒီကိုလုံးဒီအိတ်ဆက်ခြင်းอ่ะဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အပူချိန်ဘောเนาะအမြဲတမ်းအေးနေအောင်ထိမ့်ပေးနိုင်တဲ့အတွက်နှိမ့်နှိမ့်ချက်ချက်အိပ်ပျော်စေနိုင်ပါတယ်။နံပါတ်3ချက်ကတော့အရေပြားကျန်းမာရေးကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ဒီကိုလုံးဒီအိတ်ဆက်ခြင်းอ่ะဆိုရင်ဘောเนาะနှိမ့်နှိမ့်ချက်ချက်အိပ်ပျော်စေအောင်သာမကပဲအရေပြားကျန်းမာရေးကိုပါကောင်းမွန်စေတယ်လို့လေ့လာသူတွေကပြောကြပါတယ်။အိပ်ရေခဏခဏပြတ်တဲ့သူတွေကအနာကျက်နေတယ်လို့လည်းသူသေသနာတွေကဆိုကြပါတယ်။ 2018ကလုတ်ခဲ့တဲ့သူတေသနာတစ်ခုကိုပြပြခြင်းပါတယ်။အဲဒီသူတေသနာထဲမှာဆိုလို့ရှိရင်ဒဏ်ရာရတဲ့သူတွေကိုအုပ်စုသုံးစုခွဲလိုက်ပါတယ်။ပထမအုပ်စုကိုကြတော့နှစ်နှစ်ချက်ကြာအိပ်ပျော်စေပါတယ်။ဒုတိယအုပ်စုကိုကြတော့အိပ်ရေးပြန်အောင်လုပ်ထားပါတယ်။တတိယအုပ်စုကြတော့အိပ်ရေးပြန်အောင်လုပ်ထားပေမဲ့အခြားဗီတာမင်နဲ့သတ္ထုဓာတ်တွေကိုတိုက်ကြွေးထားပါတယ်။အဲဒီအုပ်စုတွေကိုလေးလာကြည့်လိုက်တဲ့အခါမှာနှစ်နှစ်ချက်ကြာအိပ်ပျော်စေတဲ့အုပ်စုကအနာကျက်နှုန်းကအမြင့်ဆုံးဖြစ်နေတယ်ဆိုတာကိုတွေ့ရပြီးတော့ဒီပေါ့နော်ဗီတာမင်နဲ့သတ္ထုဓာတ် က်တွေကိုတိုက်ကြွေးခင်ရပြီးတော့အေးရေးပြတ်တဲ့တတိယအုပ်စုကတော့ဒုတိယအုပ်စုနဲ့တိတ်မခွာချောင်းဆိုတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့လို့ကိုလုံးဒီအိတ်ဆက်ချင်းဟာဒီနှစ်နှစ်ချိုက်ချာအိတ်ပျော်စီပြီးတော့အေးပြားကျမ်းမာရေးကိုပါအကျိုးရှိစေနိုင်ပါတယ်။နံပါတ်၄ချက်ကတော့စိတ်ဖိစူးမှုနဲ့စိုးရိမ်ပူပန်သောကတွေကိုရှင်းချပေးခြင်းပဲဖြစ်ပါတယ်။အေးရေးခဏခဏပြတ်တဲ့သူတွေကစိတ်ဖိစူးမှုများတာနဲ့စိုးရိမ်ပူပန်မှုများတာတွေကပိုများပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အေးရေးပြတ်ပြီဆိုလို့ရှိရင်ပေါ့နော်စိတ်ဖိစူးမှုများတဲ့ဟော်မုန်းတွေကပိုထွက်တဲ့ တယ်လို့ပဲဖြစ်ပါတယ် 2020မှာလုပ်ခဲ့တဲ့လေးလာမှုတစ်ခုအရဆိုလို့ရှိရင်ဒီအေးရေခဏခဏပြတ်တဲ့သူတွေရာပေါ့နော်စိတ်ကြဝေဒနာကိုခံစားရပြီးတော့ကိုယ့်ကိုယ်ကိုတက်တည်နိုင်ခြင်းအများဆုံးဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်မို့လို့ကိုလုံးဒီအိတ်ဆက်ခြင်းဟာနှိမ့်နှိမ့်ချိုက်ချိုက်အပျော်စေနိုင်တဲ့အတွက်ကြောင့်မို့လို့စိတ်ပိစရာနဲ့ပူပန်တော့ကရောက်တာတွေကိုလည်းရှော့ချပေးနိုင်ပါတယ်ရှင်။နံပါတ်5ချက်ကတော့ကိုယ်လေးချိန်မတူအောင်ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။2020နှစ်ကလေးလာမှုတစ်ခုမှာဆိုလို့ရှိရင်ညဘက်အိတ်ချိန်ပေါ့နော်9နာရီတည်းရော့နေတဲ့သူတွေဟာ ကိုလေးချိန်ကို ပို့တိုးနိုင်တယ်လို့ဆိုကြပါတယ်။ညဘက်ပေါ်တော့အိတ်ဆက်ချိန်မှာဒီခန္ဓာကိုယ်ရဲ့အပူချိန်ဟာအေးအောင်ပေါ်တော့ထိန်းသားပေးနိုင်ခြင်းဟာခန္ဓာကိုယ်ဟာကယ်လိုရီလောင်ကျပ်မှုဖြစ်စဉ်ကိုပါပိုအားပေးတဲ့အတွက်ကြောင့်ပို့လို့ဒီကိုလေးချိန်ကိုပါမတိုးအောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ဒါကြောင့်ပေါ်တော့ကိုလုံးထိအိတ်ဆက်ချိန်ဟာခန္ဓာကိုယ်အေးမြအောင်ထိန်းသားပေးတဲ့အတွက်ကြောင့်မို့လို့ကိုလေးချိန်ကိုပါထိန်းသားပေးတာဖြစ်ပါတယ်။နံပါတ်6ချက်ကတော့ဒီနှလုံးယောဂာနဲ့ပေါ်တော့အမျိုးအစားနှစ်စည်းကြိုယောဂာကိုရွှေ့ချပေးခြင်းပဲဖြစ်ပါတယ်။2016 ောက်ကစစ်တမ်းနေရဆိုလို့ရှိရင်နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်စေခြင်းဟာဒီအမျိုးအစားနဲ့စီးကြိုယောဂနဲ့နှလုံးယောဂဖြစ်နိုင်ခြေကိုပါကြောချပေးတယ်လို့ဆိုပါတယ်။ကိုလုံးဒီအိပ်ဆက်ခြင်းဟာနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်တဲ့အတွက်ကြောင့်မို့လို့ဒီယောဂနှစ်ခုကိုကာကွယ်ပြီးသားဖြစ်တယ်လို့လည်းဆိုရမှာပါပဲနော်။နံပါတ်9ချက်ကတော့မိမကိုကျဲမရေးကိုပိုကောင်းစေခြင်းပဲဖြစ်ပါတယ်။ အဝိစားတွေကိုတင်းတင်းကြပ်ကြပ်ဝစ်ပြီးတော့အိတ်တာခန္ဓာကိုယ်ပေါ့နော်ချွေးပို့ပြီးတော့ထွက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့အရေးပြားမှုဆွဲတာတွေဖြစ်နိုင်ပါတယ်အထူးသဖြင့်အမျိုးသမီးတွေရဲ့မိမ့်မက်ကိုမှမှုဆွဲစေနိုင်ပါတယ် ကိုလိုဒီအိတ်ဆက်ကြီးကအေးပြားရဲ့ပေါ့နော်အပူချင်းကိုထိမ့်ညိပေးတဲ့အတွက်ကြောင့်မို့လို့ဒီချွေးထက်တာနဲဝါပြီးတော့လေးဝင်လေထွက်ပိုကောင်းစေပြီးတော့မိမက်ကိုချမ်းမာရေးကိုလည်းပိုကောင်းစေနိုင်ပါတယ်။နမက်ရှိချက်ကတော့အမျိုးသားတွေရဲ့မျိုးပွားနိုင်စံကိုပိုအားကောင်းစေခြင်းပဲဖြစ်ပါတယ်။ဒီကိုလိုဒီအိတ်ဆက်ကြီးကအမျိုးသမီးတွေအတွက်ပဲအကျိုးရှိစေတာမဟုတ်ပါဘူး။အမျိုးသားတွေရဲ့မျိုးဆက်ချချမ်းမာရေးကိုပါအထောက်ကူပေးပါတယ်။2018မှာလေးလာမှုတစ်ခုမှာပေါ့နော်အောက်ခံပေါင်းဘီကိုတင်းတင်းကြပ်ကြပ်ဝတ်ထားတဲ့အမျိုးသားတွေ ရပါဆိုလို့ရှိရင်တုတ်ကောင်ထုတ်လုပ်မှုကိုညှော်နေသွားစေနိုင်တယ်လို့ဆိုပါတယ်ကိုလုံးဒီအိတ်ဆက်ခြင်းဟာဝှေးစိတ်တွေကိုအေးမြအောင်ပိုလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီတုတ်ကောင်ထုတ်လုပ်မှုကလည်းပိုအားကောင်းစေနိုင်ပါတယ်နံပါတ်၉ချက်ကတော့ကိုကိုကိုယုံကြည်မှုတိုးပွားစေနိုင်ခြင်းပဲဖြစ်ပါတယ်ကိုလုံးဒီအိတ်ဆက်ခြင်းဟာကိုကိုကိုယုံကြည်မှုတွေကိုပါတိုးပွားစေပါတယ်2021မှာလေးလာမှုတစ်ခုမှာဆိုလို့ရှိရင်ကိုလုံးတီအိတ်ဆက်ချင်းနဲ့ကိုကိုကိုယုံကြည်မှုရှိခြင်းနဲ့ရာဓာတ်ရိုက်ဆက်ဆက်နေတယ်လို့ဆိုပါတယ်။နောက်ဆုံးချက်ကတော့ ော့ချစ်သူချင်းလင်မယားချစ်ချင်းမြတ်တာကိုတိုးပွားစေခြင်းပဲဖြစ်ပါတယ်။ အောက်ဆီဒိုဇင်ဟော်မုန်းကိုချစ်ချင်းမြတ်တာကိုကိုစားပြုထားတဲ့ဟော်မုန်းလို့သတ်မှတ်ထားကြပါတယ်။အဲ့ဒီဟော်မုန်းပိုထွက်လေလေတဦးနဲ့တဦးကပိုချစ်လေလေပဲဖြစ်ပါတယ်။အလင်းများချင်းပေါ့နော်ချစ်သူချင်းချင်းကိုလုံးဒီဖတ်ပြီးတော့အိပ်ဆက်တာအောက်ဆီဒိုဇင်ဟော်မုန်းတွေပိုထွက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့အချစ်တွေလည်းပိုပြီးတော့တိုးစေနိုင်တယ်လို့လေ့လာမှုတွေအရာပြောကြပါတယ်။ညီကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကိုလုံးချစ်ပြီးအိပ်ဖို့အတွက်ကိုခက်ခဲနေတယ်ဆိုလို့ရှိရင်တော့ညဘက်မှာတင်းတင်းကြပ်ကြပ်ဝတ်ထားတဲ့ဝတ်စားတွေကိုတော့ချုပ်ပြီးတော့အိပ်ဖို့ ကြံပေးခြင်းပါတယ်အမျိုးသမီးတွေဆိုလို့ရှိရင်တော့ bra နဲ့အောက်ခံပေါင်းတွေပေါ့နော်ချုပ်အိပ်ဖို့အမျိုးသားတွေဆိုလို့ရှိရင်တော့အောက်ခံပေါင်းတွေကိုချုပ်ပြီးတော့အိပ်တာပေါ့နော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုလုံးတိအိပ်တာကပို့ပြီးတော့ကောင်းပါတယ်အဲကိုခန်းထဲမှာဆိုလို့ရှိရင်တော့အဝတ်ပါပါလေးဝတ်ပြီးတော့အိပ်တာကိုလုံးတိချုပ်အိပ်တယ်လို့မျိုးအကျိုးကျေးဇူးတွေရနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုညီကုံချုပ်လိုက်ပါတယ်နော်ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေအနေနဲ့လည်းကျမရဲ့ဗဟုသုတရရသွားကြပြီလို့မျှော်လင့်ပါတယ်ရှင်အခုလိုမျိုးကျမရဲ့ဗဟုသုတရဗီ ီဒီယိုလေးတွေကိုအမြဲတမ်းကြည့်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်